တော့အစင်အသင်းဖြစ်တဲ့ဆိုလို့ရှင်တော့မဲလေးနိုင်လိုက်မယ်လေနော်โอเคအဲဆိုရင်ကျွန်တော်ပထမဆုံးတော့အသင်းလေးကိုတော့ရွေးလိုက်မယ်ဘလို့ပဲကြကြပါနော်ကျွန်တော်တေချာလေးရွေးချယ်ပြီးနိုင်လိုက်ပါမယ်โอเคအလုံးမဲ good luck ပါဆိုတော့မနေ့ဖြတ်ကြလို့ရှင်ဆုံးအောင်ပထမဆုံးတင်းတင်းရွေးချယ်လိုက်မယ် Now to the Ryan's Patron Okay Oh Ryan's Patron ကတော့ပထမဆုံးတော့နေရာမှာသူဝင်သွားပါလိမ့်မယ် Okay နော် ဒါကျွန်တော်ဒီ Z1 နဲ့ရှုံးထားတဲ့အသင်းတွေနေပြီးရွေးတာပါ sorry ပါကျွန်တော်ရှင်းမပြောဖို့မိပါတယ် Z1 နဲ့ရှုံးတဲ့အသင်းတွေနေစတင်ပြီးရွေးချက်တာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါဆိုရင်ဒုတိယတစ်သင်းတော့ကျွန်တော်ရွေးလိုက်တော့โอเคဒီအတင်းတဲ့အတိုင်းပုံစံကျတော့အပေါ်ကနေအောက်လေးကိုသွားမှာနော်ကျွန်တော်တို့ဟုတ်ကဲ့မဲတဲ့ U Titans အော် U Titan ဟာ U Titan ကတော့ဒါဒုတိယမဲလေးလီမှာတော့ပါလာပြီပေါ့နော်อืม ယူတိုက်တန်တော့ဒါဒုတိယမြောက်အသင်းဖြစ်သွားပြီအရှိမတော့ Ryan Spectran ဆိုတော့နောက်ထပ်တတိယမြောက်အသင်းကိုကျွန်တော်စပြီးတော့ရွေးချယ်ပါမယ်လက်ရှိကျွန်တော်ဒီ bracket မှာပြနေတဲ့ပုံစံဒီအာဒီလိုမျိုးသွားမှာပြသမှာဒီ down line ပေါ့1 2 3 4ပြီးတော့မှအပေါ်5 6 8ဆိုတဲ့ပုံစံမျိုးနဲ့သွားမှာပါနော် Okay လဲနေလဲနေကြည့်ရတယ်လဲငါလည်းချော်တယ်အော်ဆိုတော့ဒါကတော့ actual e-sport ပါဆိုတော့ဒီနံပါတ်3နေရာမှာရှိမဲ့အသင်းဒီ actual e-sport ပဲဖြစ်ပါတယ် ဒါပဲညမှာပါလေမြန်မြန်လေးပဲเนาะညလေးပဲတော့လိုက်တော့လိုက်တယ်โอเคမလေးတင်လေးရတော့ဘယ်တင်လေးပဲဖြစ်သွားမယ်ဟော CD boy CD boy CD boy ရတော့ match the forward ဒါလို့ရှိရင်ကဟိုလိုမျိုးတော့မတွေ့လောက်တော့เนาะခြေနေရကျွန်တော်လဲဘာမှလဲမမြင်ရဘူးတော်တော့နိုင်နေရပဲโอเคအဲ့တော့ နောက်ထပ်တသင်းထပ်ပြီးတော့ရှာလိုက်ပါမယ်။ကဲ Rise Pattern နဲ့တွေ့မဲ့အသင်းကဘယ်အသင်းဖြစ်သွားမလဲ။ Yeah မှန်ပါတယ်။ဒီတော့ဒီအသင်းကတော့ Rise Pattern နဲ့တွေ့မဲ့အသင်းပါ။ Oh AI Esports ။အားရတော့ဒါနည်းနည်းလေးတော့ကျမ်းပဲဗျာနော် Rise Pattern နဲ့ AI Esports ။ No Rise Pattern နဲ့ AI နဲ့တွေ့ပါမယ်။ကဲ United နဲ့တွေ့မဲ့အသင်းကိုလည်းထပ်ပြီးတော့ရွေးချယ်ပြီးပါမယ်။ကဲရှာကြတာပေါ့။ရှာကြ။ကြက်တာ Oh god you titan နဲ့ okay နဲ့ okay ပါအေးဖွဲရရဟုတ်တော့ဟုတ်နေဆိုတော့ကျွန်တော်တို့ဒီနောက်ထပ်နှစ်သင်းတော့ကြံအောင်မယ်ဗျာเนาะဟုတ်တော့နှစ်သင်းဆိုတော့ဒါကကြတော့ actual နဲ့တွေ့မယ်အသင်းမှာဟုတ်ပါလေ team 7မှာဖြစ်ပါတယ် actual နဲ့ရတော့ team 7မှာ okay now ဖွဲလေးရတော့ကောင်းပြီ city boy နဲ့တွေ့ဖို့အတွက်ကိုเนาะနောက်ဆုံးအသင်းလေးအနေနဲ့ကတော့ blood thorn ပဲဖြစ်ပါတယ် ဲ့တော့ Sadie Boy နဲ့ Black Tone ရတော့လက်ပြန်တော့မှာထပ်ပြီးတွေ့ရပါမယ်ဆိုတော့ကျွန်တော်တို့ရှင်တို့ဒါဗာလဲဒီနေ့အတွက်01နဲ့ရှုံခဲ့တဲ့အသင်းတွေတဲကမှပြန်ပြီးတော့မနေ့ဖြတ်မှတွေ့ရမယ်ဒီ schedule လေးတွေပြန်လည်ပြသပေးကြလည်းဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့နေမဲနိုင်ပြီးတော့ဆုံးဖြတ်ပေးကြလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဆိုတော့တို့ကြံသေးတယ်နိုင်ထားတဲ့အသင်းနိုင်ထားတဲ့ဝမ်းစီးနဲ့လိုက်ထားတဲ့အသင်းတွေကြောင်းမယ်ဆိုတော့ဝမ်းစီးနဲ့နိုင်ထားတဲ့အသင်းတွေဘက်ကိုကျွန်တော်ထပ်ပြီးတော့မှနောက်မှကျွန်တော်တို့ဒီလာခဲ့ပါမယ် ကဲဟုတ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ပဲပြန်ပြီးတော့လာပါပြီเนาะဒီအခုတစ်ခေါက်ထပ်ပြီးတော့နှိုက်မဲ့မဲဘောကကြတော့1စီး1စီးနဲ့နိုင်ရရှိခဲ့တဲ့အသင်းတွေကိုနှိုက်မှာပဲဖြစ်ပါတယ်ဆိုတော့ရှောင်းမောင်းဆွဲလိုက်ကဲပထမဆုံးသတင်းစာပြီးတော့ရွေးချယ်လိုက်ပါပြီမဲသင်းတော့မဲသင်းတော့ Ryan Esport oh Ryan Esport ဒါပေမဲ့ ထမဆုံးပွဲပထမဆုံးအသင်းမဲ့ရှိသေးတယ်။အရင်တော့ဒါပေါ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 ့ဒီတောင်လိုက်ပြည့်သွားပြီဆိုမှရင်ခုန်မှုကောင်းလာပါဒါပေါ့ဒါပေါ့အရှိရ၄သိန်းရောကျွန်တော်တို့နေနဲ့အရင်ကြည့်ရမှာဟုတ်တယ်နော်ကျနော်လေးเสีย4เดียวยินจี้ยามาဆိုတော့ဒါဒုတိယမြောက်အကွက်အတွက်ဆိုလို့ရှိရင်တော့ရန်ကုန် Gladiators ကိုပဲဖြစ်ပါတယ်။အာစိတ်ဝင်စားဖို့တော့ကောင်းပါဘူး။တော့ဒီ round 2 match number 2မှာနောက်ထပ်တွေ့မဲ့အသင်းကဘယ်အသင်းလဲတော်တော်လေးရောစိတ်ဝင်စားတယ်။တွေ့ရပြီဟလား။ကဲနောက်တဲ့သတင်းထပ်ယူပါမယ်။ ကဲ match number 3အတွက်ကတော့အော် horror empire ပဲဖြစ်ပါလေ horror empire ရှိဘုံမှာကြောင်နိုင်ပါဟုတ်တယ်နော်ရှိရ၄သိန်းอ่ะနည်းနည်းလေးဘာဖြစ်နောက်က၄သိန်းကြောင်နည်းနည်းလေးတွေ့ပါလေအကြီးပုံစံမျိုးဖြစ်သွားအကြီးတောင်းလိုက်သေးပါအရှိမကျတော့အသေးတောင်းလိုက်နော်နောက်မှကျအကြီးတောင်းလိုက်အသေးနဲ့အကြီးကိုကျွန်တော်တွဲပေးနေတာဗျာကဲလိုက်ရင်စင်းသွားလို့ဖြစ်နေကဲအဲ့တော့နောက်ထပ်ကျွန်တော်ဒီ၄ခုမြောက်အသင်ကတော့ Fagon Esport ပဲဖြစ်ပါတယ်ခင်ဗျာ ဒီကောက်ကတော့မဆိုးပါဘူးเนาะဒီကောက်ကကျွန်တော်မင်းနဲ့ပို့တော်လာပြီကဲနောက်ထပ်ကျွန်တော် Ryan Esport နဲ့တွေ့ရမယ်ဒါ opponent ကိုရွေးချယ်ပေးပါမယ်ဟာ YG နဲ့ Main ကိုကျွန်တော်နိုင်ရမှာလေ D Lion ဩ D Lion ကတော့ခြေသိမ်းတကောင်ပေါ့ခြေသိမ်းတကောင်တွေ့ပြီเนาะ D Lion နဲ့ Ryan နဲ့တွေ့ကြရပြီကဲဒါလို့ရှင်တော့ YG နဲ့တွေ့ရမယ်ကျွန်တော်လက်ထဲရောက်နေရောရာเนาะဒီကိုစိတ်မဆိုးနဲ့ဖယ်ကွန်လည်းနိုင်ရပါတော့ဖယ်ကွန်လည်းနိုင်ရပါစိတ်မဆိုးနဲ့ကျွန်တော်သိချာနိုင်ပေးကြတယ်ဘာလဲတော့မသိဘူး R4 R4 is for R4 ဖြစ်ပါတယ်အော်တွတ်တွတ်ကတော့ည0တော့မှာဖေးပစ်ကိုလာပြီးတော့ဖေးကောက်နေတယ်0တော့မယ်လို့ပါကဲ Aura Aura နဲ့တွေးမယ်အသိ Newborn Aura Aura နဲ့ Newborn ဟာတော့တော်တော်များလာပါညကဲဆိုတော့ဖေးကောက်နေ Newborn နဲ့ဒီမှာကျတော့လားဘယ်ဘလို့နေမောင်ကွက်ကြော်နေနိုင်ခိုင်းနေရလားဒီမှာကျတော့လားပါ ကဲဒီနေ့မှကျွန်တော်ဆိုတော့လေဒါကတော့ Plating ပဲဖြစ်ပါတယ်ဆိုတော့ Fake Plating ပွဲလေးရကြည့်လို့ကောင်းပါအသေးကြပဲကွာနော်အဲ့တော့ Fake နဲ့ Plating နဲ့ကြည့်လို့လည်းလမ်းပါတယ် Okay အဲ့ဆိုတော့ကျွန်တော်တို့ဒီလက်ရှိ bracket လေးကျွန်တော်ပြန်ပြီးစီစဉ်ပေးခဲ့တဲ့အရာလေးကတော့ပြီးဆုံးလို့တော့သွားခဲ့ပြီအော်ဒါကတော့မနေ့ဖြစ်မှာစော်ကစားမဲ့ပွဲစဉ်တွေရဲ့ uh, bracket လေးလည်းဖြစ်ပါတယ်ဒီအချိန်မှာဆိုရှင်တော့ကျွန်တော်အောက်မှာဆိုရှင်လဲ Ryan Spectran နဲ့ AI ပါမယ်ပြီးရင် UTI နဲ့ Ogan အဲ့ဒါကို Atrian နဲ့ Team Seven ကိုမှ City Boy နဲ့ Black Thorn ကတော့ရှိနေရလည်းဖြစ်ပါတယ်ဟုတ်ပါတယ်အပေါ်မှာကျွန်တော်တို့ Winner Teams တွေအနေနဲ့ကတော့ Ryan Esports နဲ့ D-Lion ကိုဆက်ပြီးရှင်ပြရမယ်အဲ့ဒါကို Yangon Gladiators နဲ့ R4 Esports တို့ကဆက်လက်ရှင်ပြရမယ်ဖြစ်ပြီး Aura Empire နဲ့ Newborn တို့လည်းရှင်ပြရမယ်နောက်ဆုံးပွဲကတော့ကျွန်တော် Falcon Esports နဲ့ Platinum တို့ပဲဖြစ်ပါတယ်ဗျဟုတ်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ပွဲစဉ်တွေအကုန်လုံးလည်းကျွန်တော်အနေနဲ့ကတော့အကောင်းဆုံးတော့ပြသခဲ့တယ်ဆိုတော့မလည်းပြသလို့ရှင်ကျွန်တော်ထပ်ပြီးတော့မှကြည့်ကြည့်ရှုဖို့အတွက်လည်းအားလုံးလည်းဖိတ်ကြကြပါ ါတယ်ဒီနေ့ကြီးကြီးကိုရတယောက်ချင်းစီတိုင်းအားလုံးကိုလည်းကျေးဇူးအထူးတင်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့ညီကုန်းတို့ဒီနေ့နေပြီးတော့ပဲအကုန်လုံးနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ Bye.